ော်တာလီဘာလို့ခဏခဏကြွေလဲဆိုရင်မင်းမဲဆွဲလို့ကြွေသွားတာပေါ့နော်ဝိုင်းနေကိုမင်းမဲဆွဲလို့ကြွေသွားတာဒါလေးဆိုရတဲ့မင်းမဲဆွဲထုတ်လိုက်လို့ကြွေသွားတာအဲ့တော့ဒီမှာဆိုရင်ဒါအလုံးလိုက်လဲရမယ်မော်တာလီပေါ့နော်ဒီမှာဒါဆိုရင်အလုံးလိုက်လဲရမယ်မော်တာလီဒါဆိုလို့ရှိရင်ပင်ရံပဲလဲရမယ်မော်တာလီပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်လင်းမီးပညာမှအကျိုးဆုံးပါတယ်ဒီမော်တာဆိုလို့ရှိရင်ဒါကျွန်တော်ဝရိမိုးမော်တာပေါ့နော် Yamaha ဝရိမိုးမော်တာဖြစ်ပါတယ်အဲ့တော့ ဒီမော်တာကကျွန်တော်တို့ဘာဖြစ်သွားလဲဆိုရင်ဒီမှာမသိရင်တော့ကျွန်တော်တို့ပင်ရန်မကြွေမဲ့အနေထားပေါ့ဗျာတကယ်တမ်းကိုခွင့်ကြည့်လိုက်တဲ့အခါမှာဒီမှာကြည့်ကျွန်တော်လက်မထိတ်မှာတွေ့တဲ့အကွဲချောင်းတစ်ချောင်းရယ်နော်နောက်ပြီးတော့ဒီမှာဒီမှာကျွန်တော်လက်မထိတ်မှာနောက်ထပ်အကွဲချောင်းတစ်ခုရယ်အားလုံးကွဲသွားတာပေါ့နော်ပင်ရန်ကွဲသွားတဲ့အခါကျတော့ကျွန်တော်လေဘာဆွဲလိုက်ရင်ဘာဖြစ်လဲဆိုရင် မသိဗျာဟိုပီလီယံတော့အောင်ကျွေတဲ့အလုံးမျိုးမဟုတ်ဘဲနဲ့သိရမလားဘောကွဲတာလို့ချိန်ထောက်တာလို့ဆိုလဲအတန်မျိုးလေးပဲထောက်ထောက်ထောက်ဆိုတဲ့အတန်လေးနော်အကယ်၍တော့ဒီမှာပီလီယံကွဲသွားတာပါအဲ့တော့ဝရင်းမိုးမော်တာလေးကွဲသွားတာပေါ့နော်အော်ကျွန်တော်က digital Yamaha digital နဲ့ပြန်ပြီးအစားတို့အလုံးလိုက်ထဲမှာပေါ့နော်အဲ့တော့နောက်တစ်လုံးကကျွန်တော်ဗာဖြစ်လဲဆိုရင်ဒီမှာတစ်ချက်ပြပေးမယ်အဘိန်းနဲ့ကိုလုံးအတိုင်းနောက်တစ်လုံးကဒီမှာ Yamaha ကော်လုံး ီကောင်းဆိုရင်လုံးဝပင်နေပြောင်းသွားတာเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ weight တင်ပြီးတော့ဆွဲလိုက်လို့ကျွေသွားတာပေါ့เนาะโอเค၍အချက်နှစ်ချက်နေပြီးမှလေပါဆွဲထွက်မယ်ဆိုရင်လုံးဝကျွေနေတာအကြောင်းမရှိပါဘူးเนาะအဲ့တော့ကျွန်တော် privacy ရဲ့အခုအိမ်မတွေဒါလေးတစ်ချက်စီရင်ပါပေါ့เนาะဒါဆိုရင်ကျွန်တော်တို့မလဲသိမ့်မယ်နဲ့လဲလိုက်ရတယ်ဒီမှာ original motor တစ်လုံးဒီမှာเนาะဒီ motor ကိုကျွန်တော်အစားထိုးပြီးပြန်ထည့်ပါเนาะတစ်ချက်တည်း motor တစ်လုံးဒီကောင်ကတော့ကျွန်တော်တို့ကပင်နေရမယ်လဲရမှာဒီဘိန်းလေးကပင်နေရမယ်လဲရမယ်ဘိန်းเนาะ ဘောလုံးတွုံးလေတော့ဒီအထဲလေးကဝစ်ချက်ဘောလေးကိုရိုက်ထုတ်မယ်ဆိုရင်ကျွန်တော်ပြောနေရတိုင်းပဲဒီမှာစာပါတဲ့ဘက်ကိုစာပါတဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ပိုက်နဲ့ရိုက်ထုတ်အောင်မှာပေါ့နော်ကော် ပိုက်ပဲဖြစ်ဖြစ်တန်ပိုက်နဲ့ပဲဖြစ်ဖြစ်ရိုက်ထုတ်အောင်မှာဖြစ်ပါတယ်